င်္ဂလာပါရှင် ကျမတို့ရဲ့မိုးလေဝသသတင်းချန်နယ်လေးကကြိုဆိုလိုက်ပါရယ်။မလီခမြစ်အထက်ပိုင်းတလျှောက်ဆွန်ဘရာဘုံနဲ့တနိုင်းအထက်ဘက်ကတောင်ပေါ်မှာမိုးများနိုင်ကြောင်းဧပြီ23ရက်နေ့မှာ24နာရီအတွင်းမိုးရေချိန်နှစ်လက်မခွဲကျော်ရွာနိုင်ကြောင်းတွေ့ရပါတာကြောင့်မြစ်ကြီးနားနဲ့မြစ်အောက်ဖက်ဗမော်ကတာဒီတာတွေအထိမြစ်ရေတက်လာနိုင်တော်လဲစိုးရင်ရေမှတ်များအထိတော့ရောက်နိုင်အောင်မှာမဟုတ်ကြောင်းတွေ့ပါရယ်။ ။ဆွန်ပရာဘွန်အထက်ဘက်မှာမူးများပြီးမလီကားဖြစ်ရေတက်လာနိုင်ကြောင်းစိုးရင်ရသည့်ရေအမှတ်အထိတော့ရောက်လာနိုင်ဦးမှာမဟုတ်ကြောင်းတွေ့ရပါတယ်။မူးများသည့်အတွက်အဲ့ဒီဒေတာအတွင်းမြေရေအစည်းချမ်းနိုင်မှာကိုတော့ဒေတာခံများသတိထားကြပါရန်အတိပေးတင်ပြလိုက်ပါတယ်။၂၃ရက်နေ့အတွက်ခံမှန်းချက် ကချင်ပြည်နယ်တွင် နေရစိတ်စိတ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှမ်းပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရကျဲကျဲ၊ပဲခူးတိုင်းဒေသကြီး၊တောင်ပိုင်းနှင့်ရန်ကုန်တိုင်းဒေသကြီးတို့တွင်နေရကွက်ကြားမိုးထစ်ချုံရွာနိုင်ပြီးကချင်ပြည်နယ်တွင် နေရကွက်၍မိုးကြီးမီရွာရန်ရာနှုန်း80ဖြစ်ပါသည်။ကြံတပြည်လုံးတွင်တိမ်အထင်အထင်ဖြစ်ထွန်းပြီး24ရက်နေ့အတွက်ခန့်မှန်းချက် ။ကချင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာစိတ်စိတ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းနှင့်ကရင်ပြည်နယ်အောက်ပိုင်းတို့တွင် နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပြီးကချင်ပြည်နယ်တွင် နေရာကွက်၍မိုးကြီးမီရွာရန်ရာနှုန်း80ဖြစ်ပါသည်။ကြံတပြည်လုံးတွင်တိမ်အထင်အထင်ဖြစ်ထွန်းမည်။25ရက်နေ့အတွက်ခမ်းမန်းချက်ကချင်ပြည်နယ်၊ကရင်ပြည်နယ်အောက်ပိုင်းနှင့် မွန်ပြည်နယ်တို့တွင် နေရစိတ်စိတ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရန်ကုန်တိုင်းဒေသကြီးနှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရကျဲကျဲပဲခူးတိုင်းဒေသကြီးတောင်ပိုင်းအေရဝတီတိုင်းဒေသကြီးနှင့်ကရင်ပြည်နယ်အထက်ပိုင်းတို့တွင်နေရကွက်ကြားမိုးထစ်ချုံရွာနိုင်ပြီးတချင်းပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရကွက်၍မိုးကြီးမီရွာရန်ရာနှုန်း80ဖြစ်ပါသည်ကြံတပြည်လုံးတွင်တိမ်အထင်အထင်ဖြစ်ထွန်းပြီး မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအေရဝတီတိုင်းဒေသကြီးတွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူနေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးတီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါယံအကြံပြုအပ်ပါသည် မြမပင်လေပြင်းလှိုင်းနေငယ်မှလှိုင်းတင်တင်ရှိမီလှိုင်းမြင့်မှမြမကံယိုရန်တလျှောက်နှင့်ကံလွန်ပင်လေပြင်းတို့တွင်၄ပေမှ၇နှစ်ပေခန့်ရှိနိုင်ပါသည်။နောက်နှစ်ရက်အတွက်ခံမှန်းချက်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်နေရာကျဲကျဲမှ နေရာစိတ်စိတ်မိုးထစ်ချုံရွာမီ။နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲ့ချိန်ထိခံမှန်းချက် တင်းတင်းတင်းဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာနိုင်ပါသည်ရွာရံရာနှုံး60ဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲ့ချိန်ထိခံမှန်းချက်တင်းတင်းတင်းဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာနိုင်ပါသည်ရွာရံရာနှုံး60ဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲ့ချိန်ထိခံမှန်းချက်တင်းတင်းတင်းဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာနိုင်ပါသည် ရွာရင်ရာနှုံး60ဖြစ်ပါသည်။မိုးလေဝသသတင်းတွေကိုအချိန်နှင့်တပြေးညီ သိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအတစ်တင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်။